ရန်ကုန်တိုင်းဒေသကြီးစံကြောင်းမြို့နယ်သီရိခေမာရက်ွက်ခတ္တလန်အမှတ်14 BA B အိမ်နေအိမ်၌2012ခုဇန်နဝါရီလ15ရက်နေ့15ရက်နေ့၌ဟောကြားအပ်သည် စိတ်ကိုစောင့်ထိန်ခြင်းအကြောင်းတရားဒေသနာမြတ်စွာဘုရားကထိုလိုတုတ်တန်နေမှာစိတ်ကိုထိန်သိမ်းရမယ်လို့ပဲဒီလိုဟောတယ်ရုပ်ကိုထိန်သိမ်းရမှာလို့မဟုတ်ဘူးလူတွေရဲ့တဏ္ဍမှာစိတ်နဲ့ရုပ်စိတ်ဆိုဒီမှာစိတ်စေတသိက်နန္တရားပေါ့နော်နန္တရားကိုဖော်ပြတဲ့အခါမှာစိတ်လိုပဲ ဒီကဖော်ပြလေးရှိတယ်။တမာရီကိုဖော်ပြခြင်းတဲ့ခါလဲတခါတလေစိတ်လိုပဲဖော်ပြတယ်။လောကလူတွေရဲ့အတုံးနှုံးကလည်းပဲစိတ်ကောင်းတယ်စိတ်မကောင်းဘူးစိတ်ချမ်းသာတယ်စိတ်မချမ်းသာဘူးစိတ်ညစ်တယ်စိတ်ဖြူစင်တယ်နဲ့စိတ်ကိုဥတည်ပြီးပြောကြတာပဲနော်။မှန်ပါပါ။အဲတော့ယုံနဲ့စိတ်နှမျိုးရှိတဲ့နေရာမှာမြတ်စွာဘုရားကစိတ်ကိုထိမ့်သိမ်းဆောက်ရှောက်တာဟာ ြီးကျယ်သောအကျိုးကျေးဇူးကိုရရှိစေနိုင်တယ်လို့ဘုရားနေမှာဟောတယ်ဒီလိုတွေမကဘူးမြတ်စွာဘုရားဟောတာစိတ်ကိုယဉ်ကျေးအောင်ဆုံးမရမယ်ကိုယ်စိတ်ကိုယဉ်ကျေးပြီဆိုလို့ရှိရင်ယဉ်ကျေးတဲ့စိတ်ကကောင်းကျိုးချမ်းသာတွေကိုအကြီးဖြစ်ပွားစေတတ်တယ်လို့ဒီလိုဟောတယ်နောက်ပြီးတော့စိတ်တေနာနိယတေလောကောလောကကြီးကိုစိတ်ကပဲဥဆောင်နေတယ်လို့ဒီလိုဟောတယ် ိတ်ကပဲဥဆောင်နေတယ်စိတ်တတပရိကတ္တိစိတ်တေနပရိကတ္တိစိတ်ကနေဆွဲဆောင်သွားတယ်ဒီစိတ်တတဧကဓမ္မတသဗ္ဗေဝဝတ္တမနွားခုတဲ့စိတ်ရဲ့အလိုတိုင်းစိတ်ဆန္ဒရှိတိုင်းစိတ်ရဲ့စွမ်းအားတိုင်းအလုံးဟာလိုက်ပါနေကြတယ်လို့စိတ်နဲ့ပတ်သက်ပြီးတော့ဟောတဲ့ဒေသနာတွေရောင်ရမ်းစွာရှိတယ်ပေါ့ နောက်ဓမ္မပရမဆိုလို့ရှိရင်လေမနောပုဂ္ဂင်ကမဓမ္မသဘာဝတရားတွေကိုစိတ်ကပဲရှေးဆောင်နေတယ်လို့စိတ်ကိုအဓိကထားပြီးတော့ပဲခေါ်လို့ရှိတယ်ပေါ့အဲ့တော့စိတ်ကိုအဓိကထားပြီးတော့ဟောတဲ့ဒေသနာတော်တွေကိုကြည့်ပြီးတော့တချို့ဗုဒ္ဓဘာသာကိုလေးလာတဲ့ပုဂ္ဂိုလ်တွေကဘာပြောတော့ဆိုဗုဒ္ဓဝါဒ idealism ဆိုပြီးတော့ ိတ်ကိုသာလည်းရှိတရားလို့ယူဆတယ်လို့စိတ်သာအမှန်တရားလို့ယူဆတဲ့ဝါဒလို့ဒီလိုထင်မြင်ကြတယ်ကဲအဲ့တော့ဘလို့ဆိုပြီးမှပြောတဲ့ idealism ဆိုတာစိတ်ကသာအရှိတရားရုပ်တို့ပါလို့ဆိုတာစိတ်ကနေပုံဖော်ထားတာတကယ်ရှိတဲ့တရားမဟုတ်ဘူးဆိုတဲ့အတွေးခေါ်တစ်ခုပေါ့နော်ဒါကြောင့် မြတ်စွာဘုရားဝါဒကိုတချို့ idea listen idea listen ဝိညာဏဝါဝိညာဏဝါဒသုံးမဟုတ်နာမနာမ်ကိုအဓိကထားဝါဒနာမဝါဒဒီလိုပြောကြတယ်တကယ်တော့အဲ့ဒီပြောဆိုမှုဟာသူတို့ဆိုလိုတဲ့ idea listen ဆိုတဲ့စကားနဲ့ပြောရင်တော့မှန်မဟုတ်ဘူးသူရဲ့စံတင်မဲ့ဝါဒတကူကပါတော့ဆို material listen material listen ဆိုတာယောဂတာအဓိကပါ ယုတ်ကတာအရှိတရားနန္တရားဆိုတာယုတ်ရဲ့လှုပ်ရှားမှုကိုခေါ်တာလို့ဒါကြောင့်မို့လို့တချို့အနောက်တိုင်းအလူတွေကဒီစိတ်ဆိုတာမရှိဘူးစိတ်ဆိုတာအုံနောက်ရဲ့လှုပ်ဆောင်ချက်လို့ပြောတယ်ပြောတော့စိတ်ကိုရှိလို့မတတ်ပါဘူးအုံနောက်ရဲ့လှုပ်ရှားမှုကလူတွေစိတ်လိုခေါ်နေတယ်လို့ဒီလိုသူတို့ကယူကြတယ်အဲ့တော့ materialism နဲ့ idealism ဆိုတဲ့ဒီဝါဒနှစ်ခုဖြစ်ပေါ်လာတယ်ပေါ့ လိုဆိုပြီးအတွေးခေါ်သမားတွေအဲတော့မြတ်စွာဘုရားရဲ့ဝါဒဟာဒီဒေသနာတော်တွေကိုကြည့်ပြီးတော့ idealism လာလို့မေးစရာတွေဖြစ်ပေါ်လာသို့တော့သူတို့ပြောတဲ့ဖွင့်ဆိုချက်အတိုင်းဆိုရင်စိတ်သာရှိတရားဆိုတာမဟုတ်ဘူးဘုရားဘာသာတရားတော်ကယုတ်နဲ့နံမျိုးခွဲဟောတာဖြစ်သည့်အတွက်ကြောင့်စိတ်သာရှိတရားမဟုတ်ဘူး ီးတော့ဥဆောင်တဲ့နေရာမှာလည်းပဲစိတ်ကသာဥဆောင်တယ်၊ရုပ်ကဥဆောင်မှုမရှိဘူးလို့ဒီလိုပြောတာလည်းမရှိဘူးစိတ်ကိုအကြောင်းပြုပြီးတော့ရုပ်ဖြစ်တယ်၊ရုပ်ကိုအကြောင်းပြုပြီးတော့စိတ်ဖြစ်တယ် mutual relation ပဲသက်စွာပြဟောတာသို့သောတဏှာဥက္ကလွတ်ဖို့ချင်းကြံကြိုးကုအထုတ်တဲ့အခါမှာစင်ကြယ်တန်ရှင်းအောင်လုပ်တဲ့အခါမှာထိမ့်သိမ့်ဆောက်ရှောက်တဲ့အခါမှာစိတ်ကိုထိမ့်သိမ့်ဆောက်ရှောက်ကြံရတရား ဲ့လိုကွယ်ဝပြားပြားဟိုသိဖို့လိုတာပေါ့နော်မှန်ပါပါအဲ့လိုမဟုတ်လို့ရှင်ဒီ idealism တို့နဲ့သွားပြီးတော့ရောထွေးပြီးတော့ဘုရားဝါဒဟာ idealism လို့လို့မဟာယာနတွေမှာယောဂါကြာရဆိုတဲ့ဝါဒရှိတယ်ဝိညာဏဝါဒလို့လည်းခေါ်တယ်သူကတော့ idealism ပဲ idealism ဆိုတာသူကဆိုပါစို့ ဝဲလို့ဆိုတဲ့နေရာမှာဇဝဲကတကယ်ရှိတာမဟုတ်ရှိတာကဇဝဲလို့သိတဲ့စိတ်ပဲရှိတယ်စိတ်ကနေပြီးတော့ဇဝဲလို့ပြောလို့ဇဝဲဖြစ်ရတယ်ခုခုသူ့အလိုကနော်ဉာဏ်စီကမြင်ရတဲ့အရာတွေလည်းပဲတကယ်မြင်တာမဟုတ်ဘူးစိတ်ကနေပြီးတော့ပုံဖော်ထားတာတွေလို့စိတ်ကသာအရှိတရားကျမ်းသာအရှိတရားမဟုတ်ဘူးလို့ဆိုတော့ဒါဒီဟာတော့မြတ်စွာဘုရားရဲ့ဝါဒမဟုတ်ဘူးအဲ့ဒါဒီတွေးတယ်ဝါဒအဲ့တော့ခဏလို့ ပြဿဗျာကဒီ materialism ရုပ်သားရှိဆိုတဲ့တစ်ဖက်သားဝါဒလည်းမဟုတ်ဘူး idealism နန္ဒာရှိတဲ့ဆိုတဲ့ဖက်သားဝါဒလည်းမဟုတ်ဘူးပြဿဗျာကတတ္တဝါတွေမှာလူတွေမှာဖွဲ့စည်းထားတာဒီသဘာဝနှစ်ခုနဲ့ဖွဲ့စည်းထားတယ်ဖွဲ့စည်းထားတဲ့အတွက်ကြောင့်စိတ်ကလည်းရုပ်ကိုဒီစိတ်ကလည်းရုပ်ကိုဥဆောင်မှုပြုတယ်အကြောင်းပြုတယ်ရုပ်ကလည်းစိတ်ကို အကြောင်းပြုတယ်။ဒါကြောင့်မလို့သူကစိတ်နဲ့ယုံဆိုတာဟောအပြန်အလှန်အကျိုးပြုနေတဲ့သဘောတရားတစ်ခု။ဆိုရလို့အသိစိတ်ကလေးပေါ်လာဖို့ရတဲ့အသိစိတ်ဟာသူကမိယာယုတ်မရှိပဲနဲ့ပေါ်လို့မရဘူး။မျက်စိရှိရမယ်မြင်စရာအာရုံရှိရမယ်မျက်စိနဲ့မြင်စရာအာရုံနှစ်ခုဆုံလိုက်တဲ့အခါမြင်သိစိတ်ဆိုတာပေါ်တယ်အဲ့ဒီမှာမျက်စိနဲ့မြင်စရာအာရုံကရုပ်ပဲမြင်သိစိတ်ကမှလံတရား ဲ့တော့ယုံနဲ့နံကအဲ့ဒီလိုပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်ဒီစိတ်သာရှိတယ်ဆိုတဲ့ဝါဒကဘုရားဝါဒမဟုတ်ဘူး idealism ဟာဘုရားဝါဒမဟုတ်ဘူးလို့တကယ်ပြောအောင်အဲ့တော့ယုံသာရှိတယ် materialism လည်းမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီစိတ်အတိစိတ်ဆိုတာရှိတယ်လို့ပြောလိုက်တဲ့ဖြင့်ဒီမျက်လုံးဟာအတိစိတ်မဟုတ်ဘူးမျက်လုံးကမြင်ရတဲ့အဆင်းအယုံကလည်းအတိစိတ်မဟုတ်ဘူးအဲ့တော့မျက်လုံးနဲ့အစင်းအယုံဆုံလို့ဆိုတော့အုံနောက်ဆိုတော့လည်းအသိစိတ်မဟုတ်ဘူးတော့ အဲ့တော့မြတ်စွာဘုရားရဲ့ဝါဒကယုံလဲရှိတယ်နံလဲရှိတယ်လို့တတ္တဝါဆိုတာယုံနဲ့နံနှစ်ခုပေါင်းစပ်ထားလို့စွန့်အင်တွေရပြီးတော့ဒီလှုပ်ရှားတာတို့သွားတာတို့လာတာတို့ပြောတာတို့ဆိုတာတို့ကြံစည်တွေးတောတာတွေဖြစ်ပေါ်လာတယ်အဲ့တော့နှစ်ခုပေါင်းစပ်မှဖြစ်တယ်ဆိုတာဘာနဲ့ဥပမာတူလို့ဆို robot ဆိုစက်ရုပ်နဲ့သွားအလားတရာတူတယ်ပေါ့ robot ဆိုတဲ့စက်ရုပ်ကလေးတွေဟာကြည့်နေ battery လဲပါရမယ်ဂျန်နဲ့ လိုအပ်တဲ့အချက်လက်တွေသူ့ရဲ့ကရိယာတစားပလာတွေအကုန်ပါလို့ရှင်သူကစကားပြောတာတို့လှုပ်ရှားတာတို့သွာလာတာတို့ဒီလိုဖြစ်တယ်တစားစီဖြုတ်သိမ်းလိုက်တဲ့အခါကျတော့ဒါတွေအကုန်လုံးမရှိတော့မဖြစ်နိုင်တော့တတ္တဝါတွေတရှိတတ္တဝါလို့ခေါ်ကြတဲ့အရာတွေကလည်းအလုံးယုံနဲ့နဲ့ပေါင်းဆက်ပြီးတော့အလုံးဟာတွဲဆက်လိုက်တဲ့အခါကျတော့မှစွန့်ရင်တတ္တိတစ်ခုဆိုပေါ်လာတာဒါကြောင့်မို့ဝိတ္တရိမတ်မှာ ရူပံနေတေဆံရုပ်မှာလည်းပဲဘာမှစွန့်ရတ္တိမရှိဘူးတဲ့ယုတ်တိတတ္တဆင်ဘာမှစွန့်ရတ္တိမရှိဘူးနာမနေတေဆံနာလည်းဘာမှစွန့်ရတ္တိမရှိဘူးတဲ့ယုတ်နဲ့နာနဲ့နှစ်ခုပေါင်းလိုက်မှဒီစွန့်ရတ္တိဆိုတာအစွမ်းအားတစ်ခုဆိုပေါ်လာတာတဲ့အဲ့တော့ဒီနှစ်ခုဟာဒီဒဝါဝတရားအနေနဲ့ရှိနေကြပြီလို့နှစ်ခုပေါင်းမှစွန့်ရတ္တိပေါ်လာတာ ်အဲစွန့်ဣတ္တိပေါ်လာပြီဆိုတဲ့အခါကျရင်တန်ရှင်ဘိုးတို့စင်ကြယ်ဘိုးတို့ဘဝမှာအခြေအနေကောင်းဖို့လို့ကြတော့ဘသူကတော့အဓိကကြတော့ဆိုတော့အဲ့ဒီကြတော့ပြင်ရဆင်ရမှာကြတော့လန်ရသွားပြီးတော့ဒီကကြတော့ဟုတ်အဲ့ဒါလို့ဆိုလိုတာနော်ဖြူစင်အောင်ထားရမှာနန်းစောင့်ရှောက်ရမှာလည်းနန်းပဲစိတ်ပဲစောင့်ရှောက်ရမှာစိတ်ကိုစောင့်ရှောက်ရမယ်စိတ်ကိုဖြူစင်အောင်ထားရမယ် ဒါမို့မြတ်စွာဘုရားအနာရပိန်တထင်းကြီးကိုဟောတဲ့တရားရှိတယ်။စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်လို့ရှိရင်တဲ့။ကာယကံမှုလည်းထိမ့်သိမ်းဆောက်ရှောက်ပြီးသားဖြစ်တယ်။ကုဋ္ဌိလျောက်ဘာပဲလုပ်လို့စိတ်ကိုထိမ့်သိမ်းထားတဲ့ပုဂ္ဂိုလ်တရားမှာကိုယ်စိတ်ကိုလွတ်မထားပဲနဲ့ထိမ့်သိမ်းဆောက်ရှောက်တယ်ဆိုတဲ့နေရာမှာတတိတို့ပညာတို့ဒါကိုဆိုလိုတယ်ပေါ့။နော်။လုံးတင်နာနဲ့မလုံးတင်နာပညာ တကယ်ဖြစ်ပေါ်နေတဲ့အရာပေါ်မှာအာယုံဆိုင်တာကတတိဟောတတိနဲ့ပညာတတော်မူတတိတန်စင်ညာဆင်ញံတုံတရားနဲ့အမှတ်ရမှုဒီတတိနဲ့တန်စင်ညာဆိုရယ်ဒီတရားနှစ်ပါးနဲ့အာယုံပြုထားလိုက်မြဲဆိုတာဒါကိုလုံးတာပါလုံးတယ်ကိုပြောတာပါပြောမယ်ကိုစိတ်ထဲကပါတွေးမယ်ဆိုတာဒီကာယကမှုကိုလည်းပဲထင်းထင်းဆောက်ရှောက်ပြီးသားဖြစ်သွားတယ်ဝစီကမှုကိုလည်းထင်းထင်းဆောက်ရှောက်ပြီးဖြစ်သွားတယ် မနောကံလို့ဆိုတဲ့စိတ်နဲ့လုပ်တဲ့အလုပ်တွေကိုလည်းထိမ့်သိဆောက်ချမှုဖြစ်သွားတယ်။အဲ့တော့ဒီနေရာမှာမနောကံဆိုတဲ့နေရာမှာစိတ်အလုပ်အလုံးကိုမနောကံလို့ခေါ်တာမဟုတ်ဘူး။နော်စိတ်ရဲ့လှုပ်ရှားမှုအလုံးကိုမနောကံလို့ခေါ်တာမဟုတ်ဘူး။ဘာကိုမနောကံလို့ခေါ်တာတော့ဆိုမနောကံမှာသူကသုံးမျိုးပဲဖျားခေါ်ထားတာရှိတယ်ပေါ့။မနောကံဒီ ကောင်းတာနဲ့ဆိုးတာနှစ်မျိုးခွဲထားပြီးတော့အဘိဇာပြပါရမိစ္ဆာဒိဋ္ဌိအဲ့ဒါကိုမနောကံလို့တတ်မှတ်တယ်မကောင်းတဲ့ဘက်ကကောင်းတဲ့ဘက်ကတော့အနာဘိဇာအပြပါရသမ္မာဒိဋ္ဌိကောင်းတဲ့ဘက်ကမနောကံသုံးမျိုးတတ်မှတ်ထားအတွေးအမြင်နဲ့ပတ်သက်လာလို့ရှင်မှန်ကန်တဲ့အမြင်လည်းမနောကံပဲမှန်ကန်တဲ့အမြင်ရဲ့လှုပ်ဆောင်မှုစိတ်ထဲမှာအမြင်တစ်ခုလက်ခံထားလိုက်တာဒါမနောကံဖြစ်သွားတယ် ကိုကလက်ခံလိုက်တယ်ဒါကိုယုံကြည်တယ်လက်ခံတယ်ဆိုတော့ကံဤအကျိုးမရှိဘူးလို့လက်ခံလိုက်တယ်သဘောကျတယ်ကံရဲ့အကျိုးကိုငင်းပယ်တယ်အဲ့ဒီငင်းပယ်တဲ့အတွေးပေါ်လာလို့ရှိရင်ဒါမိစ္ဆာဒိဋ္ဌိကံဤကံကံဤအကျိုးကံတရားရဲ့အကျိုးကိုရှိတယ်လို့လက်ခံလိုက်ပြီးတော့ခြေနှက်ပြီးတော့ဆုံးဖြတ်ထားတာဒါလည်းတမ္မာဒိဋ္ဌိမနောကံပဲအဲ့ဒီမနောကံအာဒါမိစ္ဆာဒိဋ္ဌိတမ္မာဒိဋ္ဌိလို့ဒီလိုနှစ်ခုနောက်တစ်ခါ လောဘနဲ့သူများပစ္စည်းကိုငါပစ္စည်းဖြစ်ချင်လိုက်တာဆိုတဲ့အတွေးမျိုးတွေးလိုက်ပြီဆိုရင်ဒါမနောကံပဲနှုတ်ကထုတ်ပြောတာမဟုတ်ဘူးစိတ်ထဲကနေပြီးတော့သူများပစ္စည်းကိုမှကိုပစ္စည်းလှုပ်ချင်တဲ့အတွေးဝင်လာရင်လောဘနဲ့တွေးတဲ့အတွေးဟာဒါမနောကံဖြစ်သွားအဲ့ဒါလို့မတွေးဘဲနဲ့သူများပစ္စည်းကို ကိုပစ္စည်းမဖြစ်စေခြင်းဘူးသူပစ္စည်းကသူပစ္စည်းပဲကိုပစ္စည်းကကိုပစ္စည်းပဲအဲ့ဒီလောဘနဲ့တွေးတဲ့အတွေးမရှိဘူးဆိုရင်ဒါအနာပိစာ တခါပြာပါရဆိုတာအေးရိုးရိုးစိတ်ဆိုးတာပြာပါရမဟုတ်ဘူးတကယ်ကိုစိတ်ဆိုးလာပြီးဒေါသဖြစ်ပေါ်လာပြီးတဲ့အခါဒေါသရဲ့ action တစ်ခုပေါ်လာတယ်အဲ့ဒီ action ကဘာလို့ဆိုဒီလူသေသွားပါစေဒီလူဒုက္ခရောက်ပါစေဒီလူအကျိုးမဲ့ဖြစ်သွားပါစေဆိုတဲ့အတွေးနဲ့လှုပ်ဆောင်လာပြီးဆိုရင်တွေးတွေးလာပြီးဆိုရင်အဲ့ဒီစိတ်ဟာဒါပြာပါရလို့ခေါ်တယ်မနောကဖြစ်လာတယ် ော့ဒီလူချမ်းသာပါစေဆင်းရဲဒုက္ခလွတ်မြောက်ပါစေဆိုလို့ရှိရင်ဒါအပြပါလားအတွေ့မှန်ကန်တဲ့အတွေ့တစ်ခုဖြစ်လာတယ်။ဟောအဲ့ဒီလိုဒီအရခတိန်ဟာဒီတတိနဲ့သံစဉ်ညာနဲ့ဆင်ញင်တုံတရားနဲ့ထိမ့်ထားတဲ့စိတ်ကလေးကနေပြီးတော့အကုန်လုံးဆင်ញင်ပြီးတော့ပြုလုပ်သွားတာဖြစ်တော့ဒါကြောင့်မို့မြတ်စွာဘုရားစိတ်ကိုထိမ့်သိမ်းဆောက်ရှောက်လိုက်ရင်တဲ့ ကာယကံမှုကိုလည်းထိမ့်သိမ်းဆောက်ရှောက်ပြီးသားဖြစ်သွားတယ်ဝစီကံမှုကိုလည်းထိမ့်ရှိထိမ့်သိမ်းဆောက်ရှောက်မှုဖြစ်သွားတယ်ကာယကံမှုဝစီကံမှုထိမ့်သိမ်းဆောက်ရှောက်သွားလို့ရှိရင်ကာယကံအနေနဲ့လည်းအကုသိုလ်တွေကိုယ်တဏ္ဍမှာဖြစ်ပေါ်လာတာမရှိဘူးတဲ့မနောကံဘက်ကလည်းအကုသိုလ်တွေယူစည်းလာတာမရှိဘူးအဲဝစီကံကလည်းအကုသိုလ်တွေယူစည်းလာတာမရှိဘူးအဲ့ဒီအကုသိုလ်တွေမဖြစ်သည့်အတွက်ကြောင့်ကာယကံလည်းပဲ အခြေအနေစိုးတရားကိုမဖြစ်ဘူးဥပမာမယ်ဆိုတော့အိမ်တဲ့အိမ်မှာခေါင်းမိုးမီးမလုံမိုးမလုံဘူးဆိုလို့ရှိရင်အဲ့ဒီမိုးမလုံတဲ့နေရာကမိုးရေတွေဝင်လာမိုးရေတွေဝင်လာတဲ့အခါအသားတွေဆွေပုတ်ဆွေးလာ မိုးရေဝင်တာတခုမိုးရေဝင်လာတာကြာတော့ပုတ်လာဒီသဘောမျိုးပဲကာယကံနဲ့ဆက်ဆက်ပြီးတော့အကုသိုလ်ဖြစ်လာတဲ့ဝစီကံနဲ့အကုသိုလ် ဖြစ်လာတဲ့မနောကနဲ့ဆက်ဆက်ပြီးတော့အာဟုသူဖြစ်လာစိတ်ကိုမထိန်ဘူးဆိုရင်ကာယကံဝစီကံလည်းမလုံတော့မလုံတော့ဘာဖြစ်လဲဆိုရင်ကာယဒွါရဝစီဒွါရမနောဒွါရကနေပြီးအာဟုသူတွေဖြစ်တာပေါ့နော်အဲ့ဒီအာဟုသူဖြစ်တာအစိုးဝင်တာအခြေအနေစိုးတွေဝင်လာတယ်လို့ဒီလိုပြောအဲ့ဒီအခြေအနေစိုးတွေဝင်လာတဲ့အခါကျတော့ဘာဖြစ်လဲဆိုရင်ကာယကံလည်းပြည့်စည်တာဝစီကံလည်းပြည့်စည်သွားတယ်မနောကံလည်းပြည့်စည်သွားတယ်အကောင်းမရှိတော့ဘူးပေါ့ အလုံးဟာဖြည့်ဆည်းခံထားရဘူးပေါ့အဲဒီလိုကာယကံဝစီကံမနောကဖြည့်ဆည်းထားရပြီဆိုတဲ့ပုံကိုတရားဟာဘဝတစ်ခုကိုအဆုံးတတ်တာဘယ်တော့မှအကောင်းနဲ့အဆုံးတတ်တာမဖြစ်နိုင်ဘူးတဲ့ဒီဘဝမှာလည်းပဲတက်ရှိထင်ရှားရှိနေတဲ့အချိန်မှာလည်းပဲမကောင်းတဲ့အခြေအနေပဲနောက်ဆုံးမှာဘဝတစ်ခုအဆုံးတတ်တဲ့အခါမှာလည်းပဲကောင်းတဲ့အခြေအနေမျိုးဖြစ်ဘူးလို့မြတ်စွာဘုရားကအနာရဝေတထေးကိုဒီလိုခေါ်ထားတာရှိတယ်ရခိတတုတ်လို့ခေါ် တော့အဲ့ဒီတော့ကဆင်ញင်စဉ်းစားစရာ အမတန်ပါကောင်းတယ်ပေါ့။ဒါမို့ဘုန်းကြီးတို့တွေကဒီကိုယ်စိတ်လေးကိုတတိတံစင်ညာနဲ့အမြဲတမ်းထိန်းပြီးလုံးတင်တာနဲ့မလုံးတင်တာဆင်ញင်စဉ်းစားလို့မနောကံကိုလည်းထိန်းသိမ်းဆောက်ရှောက်ရမယ်ဝစီကံကိုလည်းထိန်းသိမ်းဆောက်ရှောက်ရမယ်ကာယကံကိုလည်းထိန်းသိမ်းဆောက်ရှောက်ရမယ်အဲ့ဒါလို့ထိန်းသိမ်းဆောက်ရှောက်သွားလို့ရှင်အလားလာတွေကအမတန်ပါကောင်းတယ်လို့ဒီလိုပြောတာအဲ့တော့စောင့်စရာကစိတ်ပဲ ထိမ့်တရမှလည်းစိတ်ပဲပြုပြင်ရမှလည်းစိတ်ပဲသို့တော်လူတွေကစိတ်ကိုပြင်ဖို့ရတဲ့ရုပ်ကိုပြင်ဖို့ရအချိန်ပေးကြတာများတယ်ပေါ့ရုပ်ကိုပဲပြင်ဖို့အာယုံဆိုင်ကြတယ်စိတ်ပြင်ဖို့အာယုံမဆိုင်ကြဘူးနော်စိတ်အဲမှာဖြစ်ပေါ်လာတဲ့အတိုင်းပဲလောက်ကင်လှုပ်ရှားပြီးတော့နေကြတယ်ကိုယ်စိတ်လေးဟာငါအကောင်းပြင်မယ်တိုးတက်လာအောင်လုပ်မယ်ဥပမာစိတ်ဆိုးတဲ့ရင်စိတ်မဆိုးတဲ့အောင်ကလုပ်မယ် လောဘကြီးတတ်ရင်လောဘမကြီးအောင်လုပ်မယ်စသဖြင့်ပေါ့လေကိုယ်စိတ်ကိုယ်ကိုအကဲခတ်ပြီးတော့လောဘတွေဖြစ်ရင်မဖြစ်အောင်ကြိုးစားမယ်ဒေါသတွေဖြစ်ရင်မဖြစ်အောင်ကြိုးစားမယ်မောဟတွေမာမနာတွေအိတ်တမစ္ဆရိယတွေဖြစ်ရင်မဖြစ်အောင်ကြိုးစားမယ်လို့စိတ်ကိုပြင်ဆင်မှုကြတော့အားနေတယ်ပေါ့အဲ့တော့အားနေတဲ့အခါကျတော့စိတ်ဟာမလုံးညုံဘူးအားနေတာဘာကြောင့်အားနေလဲဆိုရင်တတိတံစင်ညာအားနေလို့ပဲတတိမထားဘူး ကိုယ်ကတတိထာနာပဲကိုသွားတတိထာတော့ဆိုရုပ်ကိုပြင်ဖို့ပဲတတိထာနေတယ်ပေါ့လူတွေကရုပ်ကိုပြင်ဖို့တတိထာတယ်ကိုယ်ဆပင်ဘယ်လိုပြင်ရမလဲနော်ကိုယ်ဝတ်တဲ့အဝဘယ်လိုပြင်ရမလဲကိုယ်ပတ်ဝန်းကျင်ဘယ်လိုပြင်ရမလဲဒါပဲအာယုကစိုက်တာကိုငါစိတ်လေးဘယ်လိုပြင်ရမလဲဆိုတာကြတော့ဟိုတောင်းမရှိတယ်လို့ဖြစ်နေတတ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားဒီဝဋ်ထတော့မှာဟောထားတာဆိုလို့ရှိရင်စိတ်စင်ကြယ်လို့ရှိရင် ရုပ်လည်းစင်ကြယ်တယ်နော်စိတ်ဖြူစင်ရမယ်စိတ်မစင်ကြယ်တဲ့ပုဂ္ဂိုလ်ဟာကောင်းတဲ့အလားအလာမဖြစ်နိုင်ဘူးတဲ့စိတ်ညင်နွမ်းလို့ရှိရင်မကောင်းတဲ့အလားအလာဖြစ်နိုင်တယ်စိတ်ဖြူစင်မှကောင်းတဲ့အလားအလာတွေဖြစ်နိုင်တယ်လို့ဒီလိုခေါ်ထားတာရုပ်နဲ့ပတ်သက်ပြီးတော့ဟောတာမရှိဘူးဒီခန္ဓာကိုယ်ညစ်ပတ်နေလို့အပယ်ငရဲကြမယ်လို့ဒီလိုမဟောဘူးသို့သောစိတ်နဲ့ရုပ်ဟာဆက်ဆက်နေသည့်အတွက်ကြောင့်တတ်တတ်ရှင်းရှင်းနေဖို့တော့မြတ်စွာဘုရားဟောပါတယ် ဘာလို့တော့ဆိုရင်ရုပ်အနေထားကောင်းမှစိတ်အနေထားလည်းပဲဟိုပြင်တဲ့အခါမှာပိုကောင်းလာတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီရုပ်ကိုပြင်နေတဲ့တော့ပြင်ရတာပေါ့တန်ရှင်းအောင်ထားတာပေါ့ရုပ်ပြင်နေဆိုတာအဓိကကတော့စိတ်ဓာတ်ကိုပြင်ရမယ်အဲ့ဒီလိုစိတ်ဓာတ်ပြင်မွေးရတဲ့အတွက်တတိနဲ့တံစင်ညာအမြဲထားတတိဆိုတာကိုယ့်အခြေအနေကိုအမြဲတမ်းအမှတ်ရနေတာစိတ်နဲ့ပတ်သက်တဲ့အခြေအနေတခုကိုမှတ်ရတယ် တမ်စင်ညဆိုတာဒီအကောင်းဆိုးအကြောင်းအကျိုး ခွဲခြားသိတဲ့အသည့်အဲ့ဒီအကောင်းဆိုးအကြောင်းအကျိုးခွဲခြားသိကြသိတဲ့အသည့်ဟာတတိရှိမှသိတယ်တတိမရှိရင်မသိဘူးပဲသူကတတိရှိတဲ့နေရာပဲသိလို့ရတယ်တတိမရှိတဲ့နေရာမသိဘူးအဲ့ဒီနှစ်ခုကိုသေးသေးချာချာစဉ်းစားကြည့်တတိနဲ့ပညာဆိုတာဟာပညာကတတိမပါတဲ့နေရာမှာလုံးဝမဖြစ်ဘူးတတိရှိတဲ့နေရာမှာပညာဖြစ်တယ်ဒါမို့စာပေကျမ်းမှာ တိလင်းဆိုထားတာရှိတယ်နာဟိတတိဝိရဟိတာပညာနာမအဋ္ဌိတတိကင်းတဲ့အသိပညာဆိုတာရှိနိုင်ဘူးလေတတိနဲ့သာပညာဟာရှိနိုင်တယ်တတိရှိရတတိရှိတဲ့နေရာမှာပညာဖြစ်ဖို့တော့လိုတယ်အဲ့တော့အဲ့ဒီပညာဖြစ်လာပြီပညာကလည်းပဲ၃မျိုးရှိတယ်အဲ့ဒီ၃မျိုးထဲမှာ၃မျိုးဆိုတာလူတိုင်းလူတိုင်းမှာ၃မျိုးမရှိတတ်ဘူး လူတိုင်းလူတိုင်းမှာ၃မျိုးမရှိဘူးအဲ့တော့နံပါတ်1 primary knowledge ပေါ့ primary knowledge ဆိုတာ knowledge from birth မွေးရတဲ့ပါတဲ့ပညာနော်တိဟိပတိတရနေတယ်လို့ခေါ်တယ်အဲ့ဒီပညာရှိဖို့ကြတော့ဒီဘဝနဲ့မသက်ဆိုင်အတိတ်ဘဝကလောက်ခဲ့မှာနော်မွေးကလေးကတရေကနေပြိတရေကနေပညာပါလာအဲ့ဒီပုဂ္ဂိုလ်ကြတော့ထက်မြက်တယ် အရာရာမှာသိနိုင်စွာရှိတယ်။သူများတဲ့ထက်မြက်တယ်။တရားဥတရားမြတ်ကိုသူကပေါက်ရောက်နိုင်တယ်ပေါ့။ချင့်ကြံကြိုးကိုအထုံလို့ရှိရင်။မချင့်ရင်တော့မရဘူးသူလေ။သို့တော့အခြေခံကောင်းတယ်ပေါ့သူက။ဝိရေပါလာတဲ့အသိပညာဆိုတခုအဲ့ဒါကိုဇာတိပညာလို့ခေါ်တယ်။နောက်တစ်ခုရှိရမယ့်ပညာဘာလို့ဆိုပါရိဟာရိယပညာ။ပါရိဟာရိယပညာဆိုတာ ကိစ္စမှန်တဲ့များကိုလှုပ်တဲ့အခါမှာလှုပ်တဲ့မလှုပ်တဲ့ဆင်ញင်စစားတယ်ဘာလှုပ်ရမယ်ဘယ်ချိန်ဘာလှုပ်ရမယ်ဒီချိန်ကဘာလှုပ်ရတယ်ဒီချိန်ကဘာမလှုပ်ရဘူးနဲ့ခွဲခြားဝေဖန်တဲ့သိတဲ့အသိကိုဒါပါရိဟာရိယပညာဒါလည်းလူတိုင်းမှမသိရှိဘူး common sense လို့ခေါ်တဲ့ဟာလူတိုင်းမှမရှိဘူးနော်ပြောသင့်တဲ့စကားလားမပြောသင့်တဲ့စကားလားတချို့မသိဘူးမသိသည့်ကြောင့်ပြောပြဒနာတွေတက်နော်လှုပ်တဲ့နာလားမလှုပ်တဲ့နာလားမသိဘူးမလှုပ်တဲ့နာလှုပ်တယ်လှုပ်တဲ့နာမလှုပ်ခဲနေတယ် အချိန်ခါလည်းမသိဘူးဒီပြောသင့်တဲ့စကားလည်းမသိဘူးလုံးသင့်တဲ့စကားလည်းမသိဘူးဆိုတော့အဲ့ဒီလိုဒီပါရိဟာရိယဆိုတဲ့ပညာကိစ္စတွေကိုပြည့်စုံအောင်မြင်စေနိုင်တဲ့ဥဆောင်သွားနိုင်တဲ့ပညာရမျိုးကတော့လေ့ကျင့်ပြီးတော့ယူလို့ရတယ်ပေါ့ဒါတွေကလေ့ကျင့်ရတယ်ဒါလုံးသင့်တယ်မလုံးသင့်ဘူးနေသင့်တယ်မနေသင့်ဘူးပြောသင့်တယ်မပြောသင့်ဘူးလေ့ကျင့်ရမယ်သင်ကြားရမယ် အဲ့ဒီပညာမျိုးလည်းရှိရမယ်တဲ့။နောက်ရှိရမယ့်ပညာတစ်ခုကတော့ तू ကအစစ်မြင့်တယ်။ဘာလို့ဆိုလို့ရှိရင်ဝိပဿနာပညာ။အဲ့ဒီဝိပဿနာပညာကတော့တဏှာဟောကလွတ်ဖို့ဖြစ်စေနော်ထူးခြားတဲ့အသိဉာဏ်တွေကိုရပြီးတော့တွေ့တာမှုကိုလျှော့ချဖို့ဖြစ်စေဘဝမှာတော့ကနေအောင်နေထိုင်ဖို့ဖြစ်စေအဲ့ဒါတွေအတွက်တော့ဒီပညာကမရှိမဖြစ်တဲ့ပညာတစ်ခုပဲပေါ့။အဲ့တော့ဝိပဿနာလုပ်ငန်းဆိုတာဒီ ဒီပညာကတော့သူကခုသဏ္ဍာန်မှာတစားတစားရင့်တန်လာအောင်စနစ်တကျလေ့ကျင့်ပြီးတော့ဟိုတိုးပွားလာအောင်လုပ်ရတဲ့ပညာမျိုးဖြစ်လို့ဘာဝနာပညာလို့ခေါ်တယ်။သူကလုံးမတဖြည်းဖြည်းတိုးလာတာမလုံးလို့ရှင်မရဘူးသူကလုံးယူရတဲ့အရာတစ်ခုပဲပေါ့။အဲဒါကြောင့်မို့လို့ပညာ၃မျိုးရှိတယ်။ပရိသေရေကပါလာတဲ့ပညာရဲ့ခုနက ကိစ္စဝိစာတွေကိုဆောင်ရနိုင်စွာရှိတဲ့ပညာရယ်ပါရိဟာရိယပညာရယ်နောက်ဝိပဿနာပညာရယ်အဲ့ဒီပညာ၃ရပ်ပြည့်စုံမှမဖို့စွာရနိုင်တယ်အနုဘုဆိုရင်မရနိုင်ဘူးမဖို့နေပါအဲ့တော့မဖို့နေပါမှမရရင်နိဗ္ဗာန်ဆိုတာမတွေ့နိုင်ဘူးနိဗ္ဗာန်မတွေ့လို့ရှိရင်တဏှာဝဆင်းရဲဘူးမလွတ်သေးဘူးတဏှာထဲမှာလဲနေအောင်ဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားက စိတ်ကိုထိမ့်သိမ်းဆောင်ရှောက်ရမယ်ဆိုတာတတိနဲ့ပညာနဲ့စိတ်ကိုထုံမွမ်းထားရမယ်လို့ဒီလိုပြောတာပဲအဲဒီလိုထုံမွမ်းထားလို့ကိုယ်စိတ်လေးဟာတတိအောက်ပညာအောက်မှာ ရောက်ပြီးတော့တတိပညာတို့ရဲ့ control အောက်မှာရောက်ရှိသွားပြီဆိုလို့ရှိရင်ဒီစိတ်လေးကဥဆောင်ပြီးတော့သွားတာဖြစ်တော့ကြောင်းကာယကံလည်းပဲမှားယွင်းတာမရှိတော့ဘူးဝစီကံလည်းပဲမှားယွင်းတာမရှိတော့ဘူးမနောကံလည်းမှားယွင်းတာမရှိဘူးလောတမြကာယကံဒီအမှန်ဘက်ကိုဥလှဲ့သွားတယ် ြောသမျှဝစီကံလည်းအမှန်ဘက်ကိုဥလှဲ့သွားတယ်။ကြံတွေးသမျှမနောကံတွေကလည်းအမှန်ဘက်ကိုဥလှဲ့သွားတယ်။အမှန်ဘက်ကိုဥလှဲ့သွားသည့်အတွက်ကြောင့်ဘဝမှာစင်ပြေတယ်နောက်ဆုံးမှဒီဘဝအဆုံးသတ်ရင်လည်းကောင်းမြတ်တော်အဆုံးသတ်ခြင်းပဲဖြစ်တယ်။နောက်ဆုံးတန်တရာဟုတ်ကလွတ်မြောက်ဖို့အထိအဆင့်ရသွားလို့ရှိရင်လည်းဒီကနေပြီးတော့အဆင့်မြင့်ပြီးတော့ဝိပဿနာပညာကိုအားထုတ်လို့နောက်မဲ့ပညာပူပညာကိုရတဲ့အခါမှာနိဗ္ဗာန်ကိုတွေးရှိပြီးနောက်ဆုံးမှာ တွေ့တာမှုတွေအလုံးကိုရုပ်သိမ်းပြီးတော့မိမိရဲ့ဘဝတစ်ခုဟာချုပ်ငြိမ်းသွားတော့ဆင်းရဲဒုက္ခအလုံးကလွတ်တယ်လို့ဆိုရဲဒီစနစ်ကိုမြတ်စွာဘုရားဟောတာဖြစ်သွားကြမြတ်စွာဘုရားရဲ့ဝါရသည် material လက်စင်းလည်းမဟုတ်ဘူး idea လက်စင်းလည်းမဟုတ်ဘူးတကယ်တော့ရုပ်လည်းရှိတယ်နာမ်လည်းရှိတယ်နှစ်ခုစလုံးကိုလက်ခံတယ်သို့တော့တဏှာဝကလွတ်ဖို့ကြိုးစားဖို့ ဆိုတော့အင်အားတွေကဘယ်မှာရှိတော့ဆိုရင်နန်းထဲမှာပဲရှိတယ်စိတ်မှာပဲရှိတယ်လို့ဒီလိုဆိုလိုတာเนาะအဲ့ဒီရှိတဲ့အင်အားတွေကိုသုံးချပြီးတော့အလုံးလို့ဖို့ပဲအဲ့ဒါလို့အလုံးလို့ခြင်းဖြင့်เนาะရုံနဲ့နာနှစ်ခုပေါင်းဆက်ပြီးတော့ကောင်းမြတ်တဲ့အလုံးတွေကိုလောက်ကင်ခြင်းဖြင့်မိမိတို့လက်ရှိဘဝမှာလည်းဟိတဒုက္ခတွေရတယ်နောက်ဘဝတွေမှာလည်းပဲ နိဗ္ဗာန်ချမ်းသာနဲ့နီးတဲ့နီးပြီးတော့တန်ဇာဟုတ်ကလွတ်လွတ်ရလွတ်ချောင်းတရားကောင်းတွေကိုလည်းရရှိနိုင်တယ်လို့ကိုယ်စီကိုယ်စီသဘောကျပြီးကြင်ကြံကြိုးကုပ်အထုနိုင်ကြပါစေကုန်သတည်းသာ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 